အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ My Daily Life Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘဝမှာစိတ်ချမ်းသာစွာနေနိုင်ဖို့အတွက်ရှောင်ကျင်တဲ့လူငါးမျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အနုလက္ခဏာဆောင်တဲ့သူမြဲတမ်းဝေဖန်ပြစ်တင်တတ်တဲ့သူတင့်ကိုအားပေးမိအစားအားနည်းချက်ကိုသာထောက်ပြတတ်တဲ့သူတွေပဲဖြစ်ပါတယ်သူတို့နဲ့အတူပေါင်းသင့်နေရင်တော့စိတ်သက်သာကစွမ်းဆောင်ရည်တွေပါကြာဆင်းစေနိုင်ပါလေ။နံပါတ်2ကိုကိုလိုသုံးလုပ်တဲ့သူ ်တင့်ကိုကိုကြိုးအတွက်သာအတုံးချပြီးလိုရင်တမျိုးမလိုရင်တမျိုးပြုမှုဆက်ဆံတဲ့သူအထူးသဖြင့်တင့်ရဲ့ကျေးဇူးကိုမတိတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ဥပမာသူတို့ဤပြဒနာများကို အမြဲဖြေရှင်းပေးရတော့လဲတင့်အခက်တွေ့သည့်အခါပြန်မကူညီတဲ့သူမျိုးပဲဖြစ်ပါတယ်။နံပါတ်3ကိုကိုစိတ်အနှောက်ယှက်ပေးတဲ့သူတင့်ကိုရှေ့တွင်ချီးမွမ်းတော်လဲနောက်ွယ်မှာထိခိုက်စေတဲ့စကားကိုပြောတဲ့သူတွေပဲဖြစ်ပါတယ်။ သူတို့နဲ့အတူနေရသည့်အခါစိတ်မသက်မသာသလိုခံစားရပြီးတင်းရဲ့ပျော်ရွှင်မှုတွေကိုပါဆုံးရှုံးစေနိုင်ပါတယ်။နံပါတ်၄အချိန်နဲ့စွမ်းအင်ကိုအကျိုးမရှိစွာ ဖြုံးတီးနေတဲ့သူအလုံးမဟုတ်သောအရာများဖြင့်တင်းရဲ့အချိန်ကိုဖြုံးတီးဖို့ကြိုးစားနေတဲ့သူတင်းရဲ့ရည်မှန်းချက်အတွက်အထောက်ကူမှဖြစ်ပေတင်းကိုအာယုံပြန့်လွင့်စေတဲ့သူတွေပဲဖြစ်ပါတယ်။နံပါတ်၅မနာလိုဝန်တိုစိတ်ရှိတဲ့သူတင်းရဲ့အောင်မြင်မှုကောင်းစားမှုကိုမနာလိုဝန်တိုတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ ူတို့ဤအစိတ်တစ်စိတ်ထားကြောင့်တင့်ရဲ့ဘဝတိုးတက်မှုကိုနှောင့်လေးစေနိုင်ပါတယ်။အထက်ပါသူများနဲ့အတူနေရသည်မှာရှောင်လွဲရမရပါက အကွာဝေးထား၍ဆက်ဆံမှုလိုအပ်ပါတယ်။တင့်ဘဝအတွက်အရေးကြီးသောစွမ်းအင်နှင့်အချိန်ကိုအကျိုးရှိရှိအသုံးချပါ။တင့်ဘဝကိုတကယ်တန်ဖိုးထားရဆိုရင်တင့်အချိန်ကိုလည်းတန်ဖိုးထားဖို့လိုအပ်ပါတယ်။အဆိုပါလူမျိုးများကိုရှောင်ရှားနိုင်ရင်ဘဝမှာစိတ်ချမ်းသာစွာနေထိုင်နိုင်ကြမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။